အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လွှင့်တင်လေးမှာတော့ collective တွေတင်လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဖန်ရွေးချက်ဆိုတော့မရှိဘူးပေါ့နော်ပြင်ဦးဆုံးဒီဗီဒီယိုလာကြည့်မဲ့သူတွေရဲ့ connection ကိုအရင် check ပေးပါမယ်ဗီဒီယိုလာကြည့်မဲ့သူတွေရဲ့ connection ကဘယ်လိုမျိုး connection ဖြစ်မလဲ ဘဝလေးရောက်ခုနကကြားချင်နေတာကိုလုံးတူပုံလေးဖြစ်နေလို့ ဒီမှာနှစ်ယောက်ကလည်းပြဿနာနေပြစကားတွေများကြပြီတော့လေတချို့တွေကလည်းသူနှစ်ခုနဲ့ကြမှာနားလည်မှုလေးတွေလွဲသွားပြီးတော့ဝေးကွာသွားတဲ့သူတွေမျိုးဒါမှမဟုတ်လည်းသူနှစ်ခုနဲ့ကြမှာဂျားလူတွေအနှောင့်အယှက်တွေဝင်လို့နှစ်ယောက်ကပြဿနာနေပြစကားတွေများကြပြီတော့ဘေးကလူတွေကြောက်ပေါ့နော် ဝေးကွာသွားတဲ့သူတွေအလက်ရှိမှာဝေးကွာနေတဲ့ကိုယ်နဲ့ရှိနေတော့ဒီဗီဒီယိုလေးကတော့တိုက်ဆိုင်မှုရှိလိမ့်မယ်ဟိုလက်ရှိမှာဆင်ပြေနေတဲ့သူတွေဆိုတော့ energy မကိုက်နိုင်ဘူးပေါ့နော် ီကွန်နရှင်မှာလင်သူရောကူရောလေအရင်ဦးဆုံးလုံးဝအယမ်းချစ်ကြတယ်သူချက်လဲကူမှာပြပျော်ရှင်မှုအပြီးအဝရတရားတလိုမျိုးပဲသူလဲကူချက်ပဲပျော်ရှင်မှုတဲ့အပြီးအဝရတာဒီလွယ်လေးရှိရှင်လေးကအယမ်းကို satisfy ပေါ့နော်အယမ်းကိုစစ်ကြည့်နေစရာကောင်းတယ်ကောင်းတယ်တဲ့ကောင်းတဲ့ကောင်းတဲ့ condition လေးပေါ့နော်အဲ့လိုမျိုးတွေးရတယ်သူရဲ့ဖြစ်စီကိုရဲ့ဖြစ်စီကအယမ်းကိုဒီ condition မှာတာဝန်ယူပေးတာပေါ့နော် တောင်းယူပေးတယ်သူတွဲကိုကဖြစ်စီပေးတာကိုတက်သူကဖြစ်စီပေးတာအဲ့လိုမျိုးကိုနေရှင်လေးသွားနေတာပေါ့နော်သွားနေရင်လည်းနေရာချားမှာတခြားဂျားလူတွေဝင်ရနှောက်ရှက်ပြီးတော့နောက်လည်းမူလေးလွဲသွားလို့လက်ရှိမှာတရက်ကိုတရက်စီးတွေပေါင်းနေခက်လိုက်တာမျိုးအဲ့လိုမျိုးစကားမပြောကြတော့တာမျိုးအဲ့လိုမျိုးတွေ့ရတယ်ဒီကနေ့ရှင်မလေးတရားရောက်ကတရား တရားရောက်တော့လင်သူကလည်းမဟုတ်မဟုတ်တန်းတရားတွေအရန်တွေးပြီးတော့လေဟိုအထအနာကောက်တာမျိုးပေါ့နော်တစ်ဖက်လူကကိုကိုချစ်တယ်ချစ်တယ်ဆိုတော့တည်တည်ရဲ့နေပေါ့နော်ကိုကလည်းသူ့ပုံမှာဟိုစိတ်မချတဲ့အရာတွေနဲ့သူ့ကိုအင်းတန်းရားတွေဝင်လာမျိုးပေါ့နော်သူ့ကိုကိုကဆော့ဆွဲပြီးတော့စကားတွေအထနာကောက်ပြီးတော့ရန်ရှာတာပြဿနာရှာတာမျိုးပေါ့နော်နေရောကချစ်ပေမဲ့လည်းစိတ်မပြေလို့ လမ်းခွန်လရတာမျိုးလည်းရှိမယ်ဒီကုနေရှင်ထဲမှာလေချစ်တော့ချစ်တော့ချစ်တဲ့အတိုင်းပဲလေဟိုတယောက်ကအရန်ပူလွန်ပြီးတော့လေစကားတွေပဲသူ့ကိုပဲအရန်ကိုဝန်ပြီးစေတာပေါ့နော်တယောက်ရဲ့တယောက်ရဲ့မရင်ကျက်မှုတွေကြောင့်တယောက်ကဆစ်ပင်ပန်ရတာမျိုးလည်းဖြစ်နေတယ်ဒီထဲမှာအဲ့လိုမျိုးတွေ့ရတယ်မဟုတ်တဲ့နေရာတွေရှောက်တွေးပြီးတော့သူ့ကိုမျိုးမျိုးစုံရှောင်းရှောက်ပြဲပေါ့နော်အဲ့ဒါကြောင့်တယောက်ကအရန်ဝမဝန်ပြီးစီတာမျိုးဒီကွန်နက်ရှင်မှလေး တရက်ကိုတဲခေါ်အပြီးဝါချစ်ကြပါနဲ့နယောခန်းနေလေဒီမှာတချို့တွေကလည်းပေါ့နော်တချို့တွေကလည်းအရန်ကိုမှနှစ်ယောက်ကပြီးဆုံးသွားတယ်ပြီးဆုံးသွားတဲ့အရာပေါ်မှာအရန်ကိုသဲကွဲနာခြင်းခံစားခဲ့ရတယ်ဒီမှာခံစားရတဲ့သူကဒီခွင်းရဖန်နေကနေထားတဲ့အမျိုးသမီးဖြစ်နေတယ်သူကပေါ့နော်သူ့ဘဝမှာတော့ဒီလူခွဲရဖန်နေကနေထားတဲ့ဒီလူတယောက်ပဲသူ့ဘဝမှာရှိရင်လိုလောက်နေပြီပေါ့နော်သူ့ဘဝမှာဘာမှမလိုအပ်ဘူးသူရှိရင်ပြီးဆုံးပြီး သူနဲ့ဆိုရင်ကိုဘော်ရဲ့အရန်ကိုပြင်ရှင်းသာရနေပြီဒါပေမဲ့အဲ့လိုမျိုးသူကမရလိုက်ဘူးပေါ့နော်မရတော့ဆိုရှယ်သားတော့သူမှအရန်ကိုမှအသေးကွင်းတာရှင်ရတယ်နောက်တစ်ခုကလည်းလက်ရှိမှာအရင်ဦးဆုံးပေါ့နော်မင်း မိမကမလေးဖြစ်မယ်ဆိုရင်ပေါ့နော်ရင်ဦးဆုံးဒီခွဲရောက်ခတ် energy နဲ့ခွဲရောက်ခတ် energy နဲ့ feminine energy ရှိတဲ့သူဘက်ကသူ့ကိုအရန်ချစ်တယ်ရချင်းမြတ်တာတကယ်စစ်မှန်တဲ့ရချင်းမြတ်တာနေနဲ့အများကြီးချစ်တယ်ဒီလူမှဒီလူပဲလုံးဝတခြားလူကိုခွေးမဆိုင်ဘူးခုနကပြောတဲ့လိုမျိုးလေခုနကပြောတဲ့လိုမျိုးဒီလူပဲသူကချစ်တယ်ဒီလူတယောက်ပဲအရန်ချစ်တယ်သူ့အရန်ကိုရချင်းမြတ်တာလုံးဝ ပြူဝဖြစ်တဲ့စစ်မှန်တဲ့ချင်းမြတ်တာနဲ့သူကအဲ့လိုမျိုးချစ်ပေးတယ်ပေါ့နော်ချစ်ပေးတယ်ဒါပေမဲ့လည်းပေါ့လက်ရှိမှာတော့ကိုဟောင်နဲ့ကိုပဲကိုသူ့ကိုလည်းအရင်ကြီးလည်းအချစ်တည်းလည်းမပေးတော့ဘူးကိုဟောင်နဲ့ကိုဒီပေါ်တခြားရည်စားတွေဘာညာလည်းမရှာဘူးပေါ့နော်ကိုဘွားမှာကိုကိုနေထားလိုက်မှာမယ်ကိုနေပြီးတော့တငယ်ချင်းတွေနေမယ်ပြပြောပါဖြတ်သန်းနေတယ်ကိုရဲ့နာကျင်မှုတွေကိုတငယ်ချင်းတွေနဲ့အတူဖြတ်သန်းရင်းနဲ့ ကူစားပြီးတော့ကိုယ့်ဟာကိုယ်ပဲနေပြအောင်ဘဝမှာပေါ့ကိုကတော့လက်ရှိမှာတော့နည်းနည်းဟိုအသားကျသွားပါပြီလက်ရှိကိုနေရာလေးမှာတငယ်ချင်းနေနေသွားလဲပြော်လဲပါလိမ့်နေပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အတိတ်အတိတ်ကအရာတွေကိုကဆုံးသက်ပြီးတော့လက်ရှိမှာအနေထားကိုနေထားလိမ့်နေကိုနေနိုင်နေပြီရရဲပြီးတော့နေနိုင်နေပြီဘယ်သူစီရလဲအချစ်တွေလဲမမျော်လဲချင်တော့ဘူးတငယ်ချင်းတွေတော့ကိုကတငယ်ချင်းတွေနေတော့အချင်းပေးပြေးလိမ့်မယ်အဲ့လိုမျိုးတွေ့ရတယ် Okay ဒီ energy လေးပါတက်ဆင်မယ်ဆိုလို့ရှိရင်တော့ဒီ video ကိုဆက်ကြည့်လို့ရပါတယ်ဒီဒီ ठी energy မကြိုက်ဘူးဆိုရင်တော့ဗီဒီယို ကိုကြော်သားလို့ရပါတယ်ရှင်။ဝေးကွာနေရသူတွေပေါ့နော်။တဖက်လူကကိုယ့်ကိုလက်ရှိမှာပေးချင်နေတဲ့ message လေးကဘာဖြစ်မလဲ။အိုးထွက်ချလာတာပဲ။တဖက်လူကလည်းကိုယ့်ကိုတဲ့ ကိုကိုကသူကတွေးလိုက်တဲ့ချိန်မှာ ကိုကိုပါတော့ကိုကိုသူကလည်းတွေးလိုက်တယ်တွေးလိုက်တဲ့ချိန်မှာသူကအရန်ကူမှာသူ့ဘဝကြီးကနေလို့ကောင်းသွားတာပေါ့နော် သူရဲ့တနေ့တာမှာအရင်ဦးဆုံးကိုနဲ့ကိုကိုစာပြီးမြင်မယ်ဆိုလို့ရှိရင်တော့သူကတနေ့တနေ့တာလုံးကသူ့တွေ့ရအရန်ကူမှာ lucky day ဖြစ်သွားတယ်ပြီးတော့ပြီးပြည့်စုံတဲ့နေ့ရက်လေးဖြစ်သွားတယ်အဲ့လိုမျိုးသူကသူတနေ့တော့အရန်ကိုသူအတွေ့ကတော့အရန်ကိုပေါက်ဖက်ဖြစ်သွားပြီးကိုကိုတချင်တွေးလင်းတာတော့ဘောနော်အဲ့လိုမျိုးတွေးရတယ် လက်ရှိမှာကိုယ်ကိုလွမ်းနေတဲ့အင်ဂျင်လေးရတယ်ကိုယ်ကိုအရင်တွေးချင်နေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးတွေးရတယ်ဟုတ်တယ်လက်တစ်ဖက်လူကလင်သူရတဲ့အတိတ်ကဖြစ်ဖြစ်တဲ့အရာတွေကိုဝဲပြန်ပြန်ပြန်ပြီးတော့သွားနေတယ်ပြန်ပြန်ပြီးတော့တွေးနေတယ်လက်ရှိမှာကိုကပေါ့နော်သူအမြဲတမ်းလူချင်ရဆုံးလူအပ်ဆုံးလူတယောက်ပဲဖြစ်တယ်တဲ့ ဒီကုန်ရှင်ကငါတို့နှစ်ယောက်အတူတူပြန်ပြီးတော့ကြိုးစားကြမလားပေါ့နော်ငါတို့နှစ်ယောက်အတူတူပြန်ပြီးတော့အလုံးလို့ကြမလားအဲ့လိုမျိုးသူကပြောချင်နေတယ်မင်းငါ့ကိုခွက်လို့ပေးနိုင်မလားတဲ့မင်းလိုမျိုးပဲငါလည်းမင်းလိုမျိုးတမန်ချင်းလဲတာအဲ့လိုမျိုးပြောနေတယ် I still think about you ငါမင်းအကြောင်းတွေကိုစဉ်းစားနေသူပဲတဲ့။ तू ကကိုအကြောင်းတွေကိုခုနတော့ကလည်း energy ရတယ်။ तू ကလေလုံးဝကိုကိုအကြောင်းတွေထုတ်ပစ်လို့မရဘူး။အတိတ်ကအရာတွေကိုပဲ तू ကလေပြန်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 ပြီးတော့လေပြန်ဆွဲခွန်နေတယ် तू စိတ်ရတယ်။ပြန်ပြန်သွားနေတယ် तू ကိုယ်တိုင်ကအတိတ်အကြောင်းရတွေပေါ်မှာ။မင်းကောအရင်မဆက်တော့ဘူးလား။ तू ကအရင်ချက်တယ်။ ကိုကသူထင်နေတာသူ့ကိုကအေးမလို့တော့ဘူးသူမရှိလဲကိုကဖြစ်သွားပြီအဲ့လိုပုံစံမျိုးဆိုတော့လေသူကြောက်နေတာပေါ့နော်ကိုကိုလေဒီလိုမျိုးဖြစ်သွားပြီလားသူကိုကိုစိုးရိမ်နေတယ်သူ့ကိုအာရုံမလာတော့ဘူးဆိုတော့သူခံစားမိလို့သူကလက်ရှိမှာမင်းငါ့ကိုပေါ့နော်ခွေးမဆက်တော့ဘူးလားတဲ့အဲ့လိုမျိုးပြောနေနေอืม ငါတို့ဆွေးနွေးကြည့် तू ကလည်းကိုနဲ့ပြန်ပြီးတော့စကားပြောဆွေးနွေးချင်တယ်ခုနလည်းအတိုင်းပဲ तू ကလည်းဒီကောနေရှင်ကိုနှစ်ရက်တူတူပြန်ပြီးတော့အလိုလိုချင်တယ်ပြန်ပြီးကြိုးစားအားထုတ်ချင်တယ်ဘောနော်ပြန်ပြီးတော့သူ့ဘက်ကနေပြီးတော့ပြီးခဲ့တဲ့အရာတွေနားလည်မှုလွဲခဲ့တဲ့အရာတွေပေါ်မှာ ပြန်ပြီးတော့ဆွေးနွေးချင်တာသူ့ဘက်ကနေပြီးတော့ကိုနဲ့ဘောနော်တဘောထားအဲကိုဘက်ကတဘောထားကိုကိုက သူကပြောင်းသွားအောင်သူဘက်ကဖြစ်ခဲ့တဲ့အရာတွေပေါ်မှာသူကတော့မှန်တာမျိုးဖြစ်ဖြစ် သူဘယ်လိုဘယ်လိုမျိုးဖြစ်ပါလဲသူဘက်ကအမှန်တရားတွေကိုကိုယ်ကိုရှင်းပြချင်နေတယ်။ကိုယ်နဲ့ဆွေးနွေးပြီးတော့ connection ကိုဆက်ပြီးမှသွားချင်တဲ့ပုံစံမျိုးတွေ့ရတယ်။အဲ့လိုမျိုးတွေ့ရပါတယ်။ငါဘက်ကအမှန်ကန်ချင်ခဲ့ရတာပါတဲ့။သူကလေသူဘက်ကအမှန်ကန်နေခဲ့ချင်တယ်။မှန်ကန်ချင်တယ်ပေါ့နော်။ဒီမှာကြီးရတဲ့လူကလည်းသူဘက်ကလည်းမှန်လိမ့်မယ်။ ကိုဘက်ကနေပြီးတော့သူ့ကိုနားလည်မှုလွယ်သွားတဲ့ပုံစံမျိုးဒီရဘုံမောသူ့ဘက်ကနေပြီးတော့ပြန်ဖြစ်ရှင်းခွင့်မရလိုက်တာမျိုးပေါ့နော်ကိုကလည်းနေမှာနာကြည့်တာလည်းဖြစ်နေတယ်ဒါပေမဲ့ကိုကလည်းအရန်ချစ်တဲ့သူသူမှသူပဲဆိုတော့လေအရန်ကိုခံစားခဲ့ခံစားရတော့လေဒါကတော့ကိုရင်းစားပါတယ်အသေးကွဲတော့ဘလုံဘလုံမှလည်းစိတ်မပြေဘူးပေါ့နော်ကိုကလည်းနော်ဆုံးတော့ကိုမှနောက်ပဲကိုရွေးချယ်လိုက်တာမျိုးသူ့ဘက်ကမှန်ကန်ချင်ခဲ့ပါတယ်တဲ့သူ သူအမလုံးမိတာတော့သူရေရွှေရှိရှိအမမျိုးလို့တာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသူမဖြစ်မနေမလို့တာလွန်လျရတဲ့ပုံစံမျိုးသူကလေအချစ်ကိုခံစားကိုနဲ့ချက်မှမခံစားသိရှိသွားတာမျိုးပေါ့နော်လဲလေးနဲ့နဲ့ကိုနဲ့ချက်မှအချစ်ကိုခံစားခဲ့ရတယ်ဟုတ်တယ်မင်းလိုမျိုးပဲသူကသာမချင်းတယ်တဲ့ I want to be strong like you ဆိုလို့လေ you are amazing နော် you are amazing မင်းอ่ะအရှမ်းပေါ့အရှမ်းဝေါ့ပေါ့မင်းอ่ะဝေါ့အရန်အိုးစရာကောင်းတဲ့လူပဲပေါ့မင်းอ่ะအရန်အိုးစရာကောင်းတာပဲပေါ့ तू อ่ะလက်ရှိမှာလေသူ့ကို तू ပို့ပြီးတော့ तू ရဲ့စိတ်လူ तू ကိုလိုမျိုးတာမချင်တယ်လို့ခုနကလည်းပြောထားတယ်သူကလေအဲ့ဒါကြောင့် तू ကို तू ခက်ခက်ခဲခဲပုံမှာ ဒီဒံရတွေထက်ကနေအတိတ်အတိတ်တွေထက်ကနေယုံထွက်နေအောင်သူလည်းရှိမှာအရန်ခက်ခက်ခဲနဲ့ကျူးစားနေတယ်ကိုလိုမျိုးသူဖြစ်ချင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီသူကလည်းရှိမှာပဲကွဲနူဒနာနဲ့ခံစားအတိတ်ကိုပဲပြန်ပြီးတော့တွေးပြီးတော့လင်းသူ energy တွေမကောင်းဘူးပေါ့နော်သူမှလေအဲ့ဒါကြောင့်သူကခက်ခက်ခဲနဲ့ကိုသူကပြန်ပြီးတော့ walk on လုပ်နေတာသူကသူ့ ဟုတ်တယ် you fame me at with happiness တဲ့အပေါ်မှာပြောထားတယ်လေနိုင်ရောက်ခန့်နဲ့ तू อ่ะဒီ connection မှာအရန်ကိုစိတ်ကြည်နိုင်ရတယ်အရန်ကိုပြီးပြီးဆိုတယ် तू ပြောရှင်မှုကို तू ရတယ်နှစ်ရစလုံးမဲ့အဲ့လိုမျိုးပုံစံပဲဒါဒီမှာလည်းအတိုင်းပဲလေ you fame me at with happiness ဆက်ဆက်နေတာကက်ကလေ तू ကိုနဲ့ connection မှာရှိနေတော့ပါဘောနော်ကိုချက် तू อ่ะအရန်ကို emotional တွေပြီးပြီးဆိုမှုတွေ နော်အစစအရာရာသူသူကလည်းကိုချက်အရန်ကိုပျော်ရှင်မှုတွေရတာအရန်ပျော်ရှင်နေသူကသူကဒီ condition ကိုအရန်စိတ်ချနေတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးနေဖြစ်သွားတာပေါ့နော်နှစ်ယောက်ကလည်းမကမပြောနိုင်လည်ဖြစ်သွားရတယ်음သူကပေါ့နော်အတိတ်မှာကိုတွေနှစ်ယောက်ဖြစ်ခဲ့တဲ့ပြဿနာဖြစ်ခဲ့တဲ့ statement လေးတခုသူကလည်းကြော်လွားပြင်ချင်တာတခြားပုံစံလေးမျိုးသူကပြောင်းပြင်ချင်တာ သူသာဖန်တင်းခွဲရမယ်ဆိုရင်ဒီအနေထားရသူကပြန်ပြောင်းလဲပြင်နေတာမျိုးအဲ့လိုမျိုးတွေ့ရတယ်ဒီမှာတကယ်ပဲဘုန်းတော်အဲ့ဒါကြီးကတကယ်ပဲကိုတကယ်ပဲပြီးဆုံးသွားပြီလားတဲ့အနေချမ်းမှာရှိတဲ့အရာကြီးတကယ်ကိုပြီးဆုံးသွားပြီလားပြီးဆုံးသွားပြီလားဒီမှာငကက်ဆက်ဆက်နေတယ်လုံးဝဘာမှမရှိတော့ဘူးလားဘာလို့ဒါကတော့ကတ်အပူပေါ့ ထင်ပါတယ် break ပါမှမရှိဘူး stain bank ကဆိုတော့လေ stain bank မိလားငါဘယ်မှာမရတည်ပါလား sh over ဆိုတော့ပြဆုံးပါပြီလားသူ့ဘူးမှာရတည်ပြပါမို့ဒီမှာတော့ stain bank ကလို့ပြောထားတယ်ဒီမှာချလာတယ်ဆိုတော့လေอืมตุกกุตุเนี่ยလက်ရှိမှာပိုကောင်းတဲ့လူတွေရဖြစ်အောင်ตุกกุตุကြိုးစားနေတယ် သူတတ်မှတ်ထားတဲ့ဟိုဘယ်လိုပြောသူကကိုယ်ကိုအရန်ကိုလေးစားတယ်အရန်တတ်ဖို့ထားထားတယ်ပေါ့နော်လက်ရှိမှာသူကကိုယ်ကိုအရန်ကိုမှလေးစားတတ်ဖို့ထားနေတယ်တွေ့ချင်မလို့သူကသူလည်းဟိုကိုယ်နဲ့တန်းတူလည်းပဲသူဖြစ်အောင်ပေါ့နော်လက်ရှိမှာသူယူစားနေတယ်တဲ့အိုးဒီဗီဒီယိုကိုနေပဲမြင်မယ်ဆိုရင်ပေါ့နော် သူကညညဒီညပေါ်ကိုလာပြီးတော့ဖတ်ထားခြင်းလိုက်တာတဲ့။ကိုဖတ်ထားခြင်းနေလားဖတ်ထားခြင်းနေလား။ဆောင်းရသည်ဆိုတော့သူကဒီညကိုလာပြီးဖတ်ထားခြင်းနေတာနေမှာပေါ့။အန်ကဟုံးပဲ။ နှစ်ယောက်ချမ်းမှာစကားပြောမပြောဘဲမကမပြောဖြစ်ပဲဖြစ်နေတာအချိန်ကကြာနေပြီဆိုရင်သူကလေဒီလိုမျိုးနှစ်ယောက်ကပြန်လဲပြန်မစုံစည်းနိုင်ဘူးနှစ်ယောက်ကအရန်ကိုဝေးကွာဖို့ကကြံ့ကြာနေလေဆိုလို့ရှိရင်တော့သူကဒီဝေးကွာနေမှုအချိန်တွေကြာနေမှုကိုသူကလေမတောက်ခံနေတော့ဘူးတဲ့အစ်စ်မရှိတော့ဘူးသူကလေအဲ့ဒါကြီးသူမတောက်ခံနေတော့ဘူးအဲ့လိုမျိုးတွေ့ရတယ်အဲ့လိုမျိုးတွေ့ရပါတယ်ရှင် je fais mi ale y ale 6ဒါလေးကြိုက်တယ် you fail me အလေးရလေသူကခုနကနယောခန့်နဲ့လည်းအရန်ကိုမှတိုက်ဆိုင်နေသူကလေနယောခန့်နဲ့လည်းသူကအရန်တိုက်ဆိုင်နေဟွန်း ခုနနယောခအတာရောနဲ့အရန်ကိုသွားချိဆက်မိသွားတယ်ဒီ you feel me i with happiness ဆိုတာနဲ့ you are amazing ဆိုတော့လေသူကလည်းကိုယ်ရောအရန်ကိုပြပြဆိုမှုကိုနဲ့ကျမပဲအချစ်ကိုပြီးဝခံစားရတာနော်အပြီးအဝခံစားရတာကိုချက်မလို့သူ့ဘဝရသူ့မှာအရန်ကိုပျော်ရွှင်ကြည်နူးခဲရတာပေါ့နော်ပျော်ရွှင်မှုပြီးပြဆိုမှုတွေကိုခံစားချက်နဲ့ပတ်သက်ပြီးတော့ပြပြဆိုမှုတွေကိုနဲ့ပတ်သက်ပြီးတော့မှသူကရတာတွေ့ချက်မလို့သူကအရန်ကို you are amazing ပေါ့နော်အရန် ။ तू အော်တယ်ကိုလေ။ तू အရန်အော်တယ်တဲ့။နော်။ तू အရန်အော်တယ်ကိုလေ။ကကထွက်ချင်နေတယ်ထားလိုက်ပြီတော့မရဘူး။ငါဆွဲလိုက်အောင်မယ်အဲ့ဆိုလေ။ तू ဘာပြောချင်နေသေးလဲမသိဘူး။ဟုတ်တယ်။ तू ကလည်း လက်ရှိမှာဆက်ပြီးမဖုံးကွယ်ချင်တော့ဘူးကိုကိုလေခံစားချက်နဲ့ပတ်သက်ပြီးတော့သူကလက်ရှိမှာကိုကိုဆက်ပြီးမဖုံးကွယ်ချင်တော့ဘူးတဲ့ခုနကလည်းတွေးလိုက်တယ်ဘာလဲလည်းမသိဘူးအဲသူဒီနေရာချောင်းမှာဝိတ်ကွာနေတဲ့အရာတွေသူကဆက်ပြီးတော့မအောင်အိနေတော့ဘူးပေါ့နော်မထင်သေးနေတော့ဘူးဒီမှာနေရာချောင်းမှာဝိတ်ကွာနေတဲ့အရာပေါ်မှာသူကမအောင်အိနေတော့ဘူးမထင်သေးနေတော့ဘူး သူဘောက်ကိုကိုအရန်လာပြီးတော့อืมဖတ်ထားချင်နေတာမျိုးပေါ့နော်ဖတ်ထားချင်နေတာမျိုးတွေ့ရတယ်။နောက်ပြီးတော့ဖတ်ထားချင်တာမျိုးတွေ့ရတယ်။အရှင်းပေါ့နော်အရှင်းဒီမှာဘယ်လိုလဲ you are amazing မဟုတ်လား you are amazing okay ဒါပြီးတော့ဒီမှာ romantic အင်းနောက်ပြီးတော့ romantic title နဲ့ပြန်ကြည့်အိမ်မှာကိုဘက်ကတော့ဗောနောကိုဘက်ကတော့ကိုဘွားမှာလေးလောင်တဲ့ယူစရာလေးတွေလေးလာစာပေပညာရလေးတွေပဲနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် ကိုနောက်စီပေါ်ရဲ့အသေးလေးတွေနဲ့ကြောက်ရရဲ့ဘုဒ္ဓတွေလေးလာစီပူးပင်ယူနေတာတွေ့ရတယ်ကိုဘက်ကတော့အရင်တင်းကြီးတည်ကြည်နေတာပေါ့နော်သူ့ဘက်ကလည်းတွေ့လို့ရှိရင်ကိုဘက်ကအရင်အိဆက်တက်ခံစားချက်လိမျိုးလေးကိုကပြင်လဲသွားပြီပေါ့အဲ့လိုမျိုးသူကထင်နေတာသူ့ဘက်ကဥဆောင်ပြီးသွားနေပြီပေါ့သူ့ဘက်ကလည်းအဲ့လိုမျိုးထင်နေတယ် ကိုကလက်ရှိမှာတငယ်ချင်းတွေနဲ့ပြောလိုက်ပါလိုက်ပြပြောပါလိုက်စားတော့ပေါ့နော်အဲ့လိုမျိုးသွားအဲ့လိုမျိုးတွေကိုဆုံးနေတယ်ပေါ့အဲ့တော့သူကမြင်ပြီးတော့သူကအဲ့လိုမျိုးတွေတွေးပြီးတော့လဲဝမ်းနေနေတယ်ဒီမှာသူတို့ဆိုရင်အဲ့လိုမျိုးမြင်ပြီးတော့သူကလက်ရှိမှာဝမ်းနေနေတယ်တဲ့လက်ရှိမှာဝမ်းနေနေတယ်ကိုကတငယ်ချင်းတွေနဲ့ကုစားနေတာပေါ့ဝမ်းနေတဲ့အရာတွေသက်ွက်တဲ့အရာတွေနာကျင်မှုတွေပေါ့မှာသူကအဲ့လိုမျိုးလို့သူလည်းသိတယ် သူလည်းသိတယ်ကိုကိုလေးကိုကကိုလာပြီးတော့တချင်းလေးဒီမှာလည်းပရိုလေးမှုပြီးတော့လေကိုကိုပြန်လာပြီးတော့သိသွင်းချင်နေတာမျိုးကိုဘက်ကကိုဘက်ကနေပြီးတော့သူ့ကိုစစ်ကျင်တဲ့မှုတခုခုရအောင်သူ့ဘက်ကနေပြီးတော့ဘယ်လိုမျိုးလေးပေါ့လာပြီးတော့ထရီလို့ရမလဲပေါ့နော်လာပြီးတော့တခုခုကိုသူ့ဘက်ကလုပေးချင်နေတာတွေ့ရတယ်ဒီမှာတော့ဘယ်လိုလေးမှုနေလဲဆိုတော့လေကိုစစ်ဆိုးပြအောင် ကိုနော်လမှုလွန်းနေတာရင်လည်းပြန်ပြေပြောင်းသူဘက်ကနည်းနည်းပေါ့စီရုပ်သေးသေးချင်နေတဲ့ပုံစံမျိုးတွေ့ရတယ်ဟိုတဲ့သူဘက်ကနေပြီးတော့အရန်ကူမှ လာပြီးတော့ကိုကိုပြုစုပေးတာကိုအကြိုက်ပေါ့နော်ကိုကိုအကြက်အရန်ကူမှလုပေးချင်နေတာတွေ့ရတယ်ကိုကတော့ခက်ချစ်ချေပဲဒီမှာ ကိုကတော့ခက်ချစ်ချင်ပဲသူ့ဘက်ကနေပြီးတော့အမေဘေးကနေပြီးတော့မျိုးစုံကိုကိုယ်လာပြီးတော့လုပ်ပေးနေတာကိုပြန်ပြီးတော့ဆေးဆွပြည့်အောင်ဘုန်းတော့ဒီမှာလည်းတချင်းဆိုနေပြန်ပြီတချို့တွေကလည်းအခုအရှင်မှာတချင်းလာတချင်းလာဆိုပြီးတော့ကိုယ်လာပြီးတော့ချော့တာမျိုးအဲ့လိုမျိုးတွေလုပ်ချင်တာတချင်းလေးတွေနဲ့ဒီမှာကြီးရသလောက်ကလည်းတချင်းဆိုရပဲဒီပလေမို့နေလဲဆိုမှမဲ့လည်းတချင်းဆိုတဲ့ energy တွေလည်းရရတယ်နော် တဖက်လူအောင်ကိုနဲ့ပတ်သက်ပြီးတော့တချင်းတွေပဲနားထောင်နေတာမျိုးခံစားချက်တွေကိုတခုခုကလည်းတချင်းတွေနဲ့ကိုယ့်ကိုသိအောင်ပေါ့နော်အရေးအမွက်ပေးတာမျိုးပေါ့သူဆိုရှယ်မီဒီယာမှာဆိုလည်းသူရဲ့အကောက်ကနေပြီးတော့သူခံစားချက်လေးတွေကိုသိအောင်ဆိုပြီးတော့တချင်းလေးတွေတင်ပေးတာမျိုးပေါ့နော်လက်ရှိမှာအဲ့လိုမျိုးတွေ့ရတယ်တဖက်လူအောင်ကိုယ့်ကိုသူခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြချင်တာကိုယ့်ကိုလာပြီးတော့ချော့ချင်တာပြန်ချလာတယ်ဒီကံလေးရလေး နဲ့တူကနော်သူကလည်းကိုနဲ့တနေရမှာဆုံတွေ့ပြီးတော့သူနဲ့ကိုနဲ့ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေပေါ်မှာစကားတွေပြောဆွေးနွေးတိုင်ပင်ချင်းနေတာအဲ့လိုမျိုးတွေ့ရတယ်ကိုကိုသူ့ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့လက်ရှိမှာထုတ်ဖို့ပြသချင်နေတာမျိုးသူ့ကိုယ်သူဆက်ပြီးတော့မဖုတ်ကွက်နေတော့ဘူးပေါ့နော်ဒီကြက်ကြံနေတဲ့အရာကြီးကအရာကြီးကိုသူကပြီးဆုံးချင်နေပြီသူဟိုမှာဖြစ်တော့ဘူးမအောင်အင်းနေတော့ဘူးပေါ့နော်သူကအဲ့လိုမျိုးတွေ့ရတယ် ုနဲ့အတူတူဒီမှာလဲရှောက်လည်နေတယ်။ကို့ကိုထွက်ပွက်ထားတယ်ဒီမှာထွက်ပွက်ထားတယ်ခုနကတော့လည်းသူကို့ကိုအရန်ဒီညာကို့ကိုသူကလာပြီးတော့ဖက်ထားချင်လိုက်တာတဲ့အဲ့လိုမျိုးပြောနေတယ်။ဒီမှာမေးလေးထောက်ပြီးတော့ငါဒီမှာပါဗောနော်သူအဲ့လိုမျိုးပြောချင်တာငါရဲ့ခံစားချက်တွေရာဒီလိုဒီလိုအဲ့လိုမျိုးငါအရင်ဒီသူ့ကိုကြည့်ရတာလေငါဘောနော်နင်းကိုတွေးနေတော့ဗောအဲမေးလေးထောက်ပြီးသူတွေးနေတယ်ပုံစံမျိုးလေး ကိုကိုလင်သူကလာပြီးတော့လေမျက်နှာပြောင်ပြောင်ပြောင်လေးနဲ့လာလှုပ်ချင်တာတော့အမှန်တော့ကိုကိုသူကချစ်တော့လေစောက်ချက်စားချင်တာပေါ့နော်စားနှောချင်တာကြီးစေချင်တာကိုကဘယ်လိုမျိုးလေးနေနေသူကလည်းနောက်ကနေပြီးတော့မျက်နှာလေးလည်းပြောင်တာမျိုးကိုမပြောင်ရင်ပြောင်အောင်ကိုမရင်ရင်အောင်ပေါ့နော်အဲ့လိုမျိုးသူကလှုပ်ချင်နေတာပြန်ပြီးတော့ချော့ချင်နေတာတွေ့ရတယ်အရင်ဆွဖြစ်တယ်တစ်ဖက်လူရဲ့ energy ကလေအရင်ဆွဖြစ်တယ်အရင်ဆွဖြစ်ပါတယ် ဒီတစ်ခါတော့သူသူရဲ့ချောင်းသူဆွရှုမခံတော့ဘူးဒီတစ်ခါပြန်လာလို့ရှိရင်လေသူရောင်းအောင်ကိုနေရောကြမှာဘလို့ပဲခက်ခဲတယ်ရှိရှိရောင်းအောင်ဖြစ်ရှိမယ်ရောင်းအောင်ဆက်သွားမယ်ဒီကောင်နဲ့ရှင်ကိုအဲ့လိုမျိုးတွေ့ရတယ်သူကလုံးဝကိုယ့်ကိုလေဒီမှာစားတော့စီရတယ်လက်ရှံပယ်ထားထားမှာအများကြီးပဲဒီမှာဆိုလည်းတတိပကံနေပါနေနဲ့လေကိုယ့်ကိုလုံးဝပြီးပြီးဆုံးလို့ကအရန်ကိုဇိန်နဲ့ထားမှာအရန်ကိုလွန်လေသိမရှိအောင်သူကဖြစ်စည်းပေးထားတယ်ကိုယ့်ကိုလေဒီမှာ ပန်းလဲတယ်ချတာတယ်အရန်ကိုအလိုလိုက်မှာနော်ဒီတစ်ခါပြန်လာရင် तू အရန်အလိုလိုက်မှာကိုကူကိုကူဒီမှာတော့ तू တင်ပြီးတော့သွားနေတော့ကိုအပေါ်မှာလေတင်ပြီးတော့ तू စစ်ကြည်နမ်းမှုအပြင်းနဲ့ပြေရှင်မှုပြီးနေသွားနေတာအဲ့လိုမျိုးလေးအဲချစ်ဖို့ကောင်းတယ်โอเคလူတင်လေးကတော့ဒီနေ့မှာတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်လူတွေနေကြမှာပဲထပ်တွေ့ကြမယ်နော်